ရှင်ဖေဒုထကမဏီမင်းကြီးဟာနှက်ရွာဆံကန်ဒီမှာခြေကလာတမီလူမျိုးတင်းချီတက်ခဲရတဲ့ပတ်သက်ပြီးလို့နောင်နာရပူဆွေးပြီးတော့အသေးမဖြောင်းဖြစ်နေပါတယ်ဗျာအဲ့လိုစိတ်သောကရောက်ပူဆွေးနေတဲ့အချိန်မှာယဟန္နာတွေကောင်းကင်ကကြွလာပြီးတေဆုံးခဲ့ရတဲ့လူတင်းချီတွေမှာငါးပါးတီလာလုံလာတယောက်ထရဏကုံတီတာတယောက်ရှင်းရှင်းပြောရရင်တယောက်ခွဲပဲပါတာမို့အပြစ်မဖြစ်ဘူးဆိုပြီးဟောကြားခဲ့တယ်လို့တရားတော်မှာနာကြားခဲ့မှုပါတယ်ဗျာကျမ်းဂန်မှာအဲ့အဟောတရားရှိပါသလားဗျာ ဧည့်တန်ရှိတယ်ဆိုရင်၅ပါးသီလမလုံးတရဏဂုံမတိမကောင်းမှုတွေကျွလွန်သူများပစ္စည်းမပေးချင်တဲ့အရာတွေကိုအတင်းအကျပ်ရယူပြီးအများစိတ်နှောက်ယှက်ဖြစ်အောင်စိတ်သောကဖြစ်နေအောင်လုပ်တဲ့သူတွေကိုတတ်ရင်အပြစ်မဖြစ်ဘူးပေါ့နော်ဧည့်တဘောကိုဆိုလိုချင်တာပါလားဖေယားဒါမှမဟုတ်နှလုံးသွင်းနဲ့ကြွားချတာပါလားဖေယားရှင်းပြပေးစေချင်ပါတယ်ဖေယားအဲ့တော့ဒုဋ္ဌကံမဏိမင်းကိုစိတ်သက်သာရအောင်လို့ပြည့်ရနေဟောတဲ့တရားပါနော်အကုသူကတော့တိရစ္ဆာန်လေးတစ်ခါလုံးတတ်တော့ဆိုတော့အကုသူဖြစ်တာပဲလေအဲ့တော့ပြောချင်တာကအကုသူကြီးမကြီးကိုပြောချင်တာပါအဲ့ဒီမှာလေ ဘင်းကြီးကလူတွေအများကြီးတက်လိုက်တဲ့အခါမှာသူနောင်တတွေရနေတဲ့အချိန်မှာနောင်တမရအောင်လို့သူတက်လိုက်တဲ့အခါမှာအပြစ်ကြီးကြီးမားမားရတဲ့ပုံကိုဆိုလို့ခုနတယောက်နဲ့တစ်ပိုင်းပဲပါတယ်လို့ဆိုလိုတာပါကျန်တဲ့ပုံကိုတက်ရင်အကုသိုလ်မရဘူးလို့ပြောတာမဟုတ်ပါဘူးအကုသိုလ်ဖြစ်တယ်ဒါပေမဲ့တိလာရှိတဲ့ပုံကိုတက်တာကပို့ပြီးတော့အပြစ်ကြီးတယ်ဒါကြောင့်အပြစ်ကြီးကြီးမားမားတက်မိတာဆိုလို့တယောက်နဲ့တစ်ပိုင်းပဲရှိတယ်လို့ဆိုတဲ့သဘောပြောလိုက်တာပဲနော်တခြားလူတွေတက်လို့အပြစ်မဖြစ်ဘူးလို့ပြောတာမဟုတ်ဘူးသူပြောစိလေးတစ်ကောင်တက်အချိန်လေးတစ်ကောင်တက်နေအောင်မှာအကုသိုလ်ဖြစ်နေတာလေဒါပေမဲ့ကွာတာပေါ့နော် ဟိုချင်းတကောင်တတ်တဲ့အာဟုသူနဲ့ကြက်တကောင်တတ်တဲ့အာဟုသူမတူပြန်အောင်ကြက်တကောင်တတ်တဲ့အာဟုသူနဲ့ဝက်တကောင်တတ်တဲ့အာဟုသူမတူဘူးဝက်ကိုတတ်တဲ့အာဟုသူနဲ့နွားကြွဲကိုတတ်တဲ့အာဟုသူမတူဘူးနွားကြွဲကိုတတ်တဲ့အာဟုသူနဲ့လူတရားကိုတတ်တဲ့အာဟုသူမတူဘူးလူတရားကိုတတ်တဲ့အာဟုသူနဲ့အမေတရားကိုတတ်တဲ့အာဟုသူမတူပြန်အောင်နော်အဲ့လိုမျိုးကွာကွာမွားတယ်ဘာလို့တတ်လိုက်တဲ့ပုံကိုရဲ့သီလသမာဓိပညာဂုံကျေးဇူးတွေနဲ့အာဟုသူကကွာသွားတယ်နော်အဲ့အဲ့ဒီဟာကိုရည်ညွှန်းတဲ့အနေနဲ့ဟိုတယောက်နဲ့တစ်ပိုင်းပဲပါတယ်လို့ပြောလိုက်တဲ့သဘောအာဟုသူမဖြစ်ဘူးလို့ပြောတာမဟုတ်ဘူး အခုလိုကြီးကြီးမားမားကတရားတော်ပြင်ပေးပါတယ်လို့ဆိုလိုတာနော်